ော်လေးစင်ကစားတဲ့တက်တန်းတချို့အခုဆိုရင်10နှစ်ပြည့်ပြီပေါ့နော်ဒီနေ့လာအားပေးတဲ့ပရိသတ်တွေအများဆုံးလို့တော့ပြောလို့ရတယ်ပေါ့ဟုတ်အဲ့တော့လည်းကျေးဇူးအများကြီးတင်ပါတယ်တေးချာတော့မသိလိုက်ဘူးစမ်းမိုင်းနွမ်းလာလာပြီးတော့မန်နေမျိုးတော့ရှုပ်ချက်ခတ်နေတာရောအဲ့နားမှာဘိုးဝိုင်းတော့ကျွန်တော်မတ်တွက်ထားပေးတာ။အဲဘောလုံးအဲလာတော့ကျွန်တော်သိလိုက်တာ။အဲတေချာဝအောင်။အဲဘယ်သူပဲဘိုးဝါအသိနိုင်မှုရှိပါလား။ ပရိသတ်ပေါ်မှာတာဝန်ကျေတယ်လို့ပြောလို့ရတာကျွန်တော်နိုင်ရတဲ့အတွက်တော့တာဝန်ကျေတယ်လို့ပြောလို့ရတယ်လို့ပရိသတ်တွေလည်းတာဝန်ကျေလို့ကျွန်တော်လည်းနိုင်ရတာ အနိုင်မွေးရတဲ့အတွက်တော့ကျွန်တော်အများကြီးဝမ်းသာပါတယ်အားရကျင်းမှုတော့ရှိပါဒါပေမဲ့ကျွန်တော်ဒုတိယပိုင်းကစားသွားတာတော့ကျွန်တော်လုံးဝအားရကျင်းမှုမရှိဘူးနော်ကစားရတာလည်းနည်းနည်းလေးဟိုဘက်တင်အရင်ခံစစ်ပထမပိုင်းမှာခံစစ်အရင်ဟိုဟာဘယ်လိုပြောမလဲဒီဖြစ်လုံးအားရှိရဖြစ်တော့ဟိုဘောလုံးလည်းအသိမရဘူးမရတဲ့အတွက်ကြောင့်အဲလိုကိုလည်းကိုယ်တိုင်လည်းဘာမှအသိမလုပ်ပြနိုင်ဘူးတော့ခံစားရတယ်ဘောနော်ဒါပေမဲ့လည်းဟိုအသိနိုင်မွေးရတဲ့အတွက်တခြားအသင်းပေါ်ရင်းပြဆရာတွေကိုအကုန်လုံးလည်းကျေးဇူးများတင်ပါလာပြီးတဲ့ပြည်သက်တွေကိုလည်းကျေးဇူးများတင်ပါနော်အဲနောက်လာမယ့် ပွဲရံနဲ့ဒီထက်ပို့ပြီးတော့အာယုံဆိုင်ရဖို့လိုအပ်သလိုဒီထက်ပို့ပြီးတော့လည်းကြိုးစားဖို့လိုအပ်သလိုပြီးတော့သင်ရဲ့ discipline ကိုလည်းလိုက်နာဖို့လိုအပ်တယ်ပေါ့အမမမအောင်ဆိုတော့ကျွန်တော်လေရင်ကစားတဲ့တက်တန်းတစ်ချောင်းအခုဆိုရင်10နှစ်ပြည့်ပြီပေါ့နော်2025ဆိုရင်လေရင်ကစား2025ရဲ့ကစားတယ်10နှစ်ပြည့်ပြီဆိုရင်ဒီပွဲကအများဆုံးလို့တော့ပြောလို့ရတယ်ပေါ့အဲ့တော့လည်းကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့လာအားပေးတဲ့ပရိသတ်တွေလည်းကျေးဇူးအများကြီးတင်တယ်ဟိုကျွန်တော်လာအားပေးသည်ဖြစ်စေ ဟိုကျွန်တော်တသိန်းလောက်လာပြီးဒီဖြစ်စီဘလို့ပဲဖြစ်ကျွန်တော်တို့ဒီကွင်းနဲ့လာလို့ကျွန်တော်တို့အတင်ရပြိသက်ပဲပေါ့နော်အဲ့တော့ကျွန်တော်တို့ကျေးဇူးအများကြီးတင်ပါတယ်ပေါ့တိတ်ပြီးတော့ဟိုဒီစေတမ်းပြနိုင်မှာတိတ်ပြီးဖီးရတော့မရှိဘူးရွှေရွှေခန့်နေကြတွင်းပါဘယ်လိုလိုလေးနေတယ်ကျွန်တော်အာပထမတော့ဒါကတော့ကျွန်တော်တို့ ကွင်းထဲမှာဖြစ်လာပေါ့ရတဲ့ပြစ်တံပေါ့ပြစ်တံပေါ့ကျွန်တော်တို့ကပုံမှန်ဆုံးဓာတ်ရိုက်ကန်လာတော့ဘာလို့လုပ်တယ်အဲ့တော့ကျွန်တော်ကအဲဆုံးမကြော်ရဲ့တရားထောင်ရုံကျွန်တော်ကခေါ်ပြီးတော့နည်းပြောလိုက်ရပါတော့နော်ဒီလိုမျိုးအနောက်တိုင်းသွားဒီလိုမျိုးကဘောလုံးအနောက်တိုင်းလေးကိုကန်မိမယ်အဲအဲ့လိုမျိုးအဲ့ရနေလို့ရဒါတော့ခုလည်းကျွန်တော်ဒါဖော်မြူလာလိုမျိုးဖြစ်နေပါဘောလုံးတွေမှာဒီလိုပဲဟိုဂိုးအများဆုံးရနိုင်တာဆက်ပြီးရနေကိုဂိုးအများဆုံးရတာဆိုတော့ဒါတော့ဟိုနောက်လေကျွန်တော်ဒီလိုမျိုးပဲဆက်ပြီးရနေစူးစမ်းပြီးတော့ဂိုးရအောင်လို့လုပ်အောင်ပါတော့နော်စမ်းပါရင်ပြန်တော့ တေးချာတော့မသိလိုက်ဘူးစမ်းမိုင်နုံလာလာပြီးတော့မန်နေမှာတော့ရှုပ်ချက်ခတ်နေတာရောအဲ့နားမှာအဲ့လိုမျိုးဖြစ်သွားတဲ့ဒါပေမဲ့ဟုတ်ဒါပေမဲ့ဘသူပဲသွင်းသွင်းမှာလက်သွင်းနိုင်ရတဲ့အတွက်အရှင်းပြပါတော့။အတေးကြောင်တော့ကျွန်တော်လက်ထိလိုက်တာပေါ့နော်။ဒါပေမဲ့ကိုကစီးစီးပုံမှာလိမ့်နေတာပေါ့နော်။ဒါပေမဲ့တေးကြောင်ကကိုကရင်တော့ကျွန်တော်လွတ်ထားပေးတာ။ဒါပေမဲ့ဘောလုံးကလာတော့ကျွန်တော်လက်ထိလိုက်တာ။ဒါပေမဲ့တေးကြောင်ကဒါပေမဲ့ဘသူပဲကိုကအသိနိုင်မှုရှိပါတယ်။ ဖွဲ့ရအမြဲတမ်းအဲ့လိုပဲအခန်းထဲမှာလည်းအဲ့လိုပဲဘောက်ခွင့်ကိုကြံ့နေကနေတာအဲ့တော့ခွင့်ထဲမှာလိုမျိုးပေါ့နော်ပရိသတ်တွေလည်းအဲ့လိုမျိုးနိုင်လည်းအဲ့လိုမျိုးကပြန်ပရိသတ်လည်းနည်းနည်းပို့ပြီးတော့ဟိုစိတ်ကြည်နူရမယ်ပြောချင်ရမယ်ထင်တယ်ပေါ့နော်အဲ့ဒီကတပတ်တရားလည်းနော်ကိုမောင်တို့နော်ဟိုခိပြီးတော့နော်ကကတ်ထားတယ်ကတ်ထားတော့မခွာဘူးတဲ့အာကျွန်တော်အတိတ်တယောက်ပဲပေါ့နော်အတိတ်တယောက်ပဲသူတို့ဒီပွဲမတိုင်ခင်လည်းအဲ့လိုမျိုးကျွန်တော်အကြောင်းနည်းနည်းလေ့လာတာပဲပေါ့နော်ဟိုသူတို့လည်းဒါကတော့အသင်းတိုင်းမှာတော့ key player ဆိုတော့သူတို့ကနည်းလေးဗီဒီယိုတွေပါကြည့်ပြီးတော့လိုမျိုး ဘလို့ Facebook တားဆီးမလဲဆိုတာတော့ဒါတော့ဒီကျွန်တော်တို့ဒီမှာဒီတကဘာလုံးမှာရှိပါတော့ဟောဒါဟိုအပြော်ကစားမဟုတ်လေနော်အပြော်ကစားမဟုတ်တဲ့အချိန်ကတော့ဘလို့ပဲသူတို့လည်း inline အားတဲ့ကစားကိုလည်း inline အားတဲ့ကစားအဲ့ဒီပုံမှာထိကိုက်ထိကိုက်တာတွေပါရတမင်သက်ထိကိုက်လို့စိတ်ဖြစ်ပါသေးဆိုပြီးတော့ကစားမဟုတ်တဲ့အတွက်ပြဿနာတော့တိတ်မရှိပါဘူးကျွန်တော်အများအားပြောနေရရကျွန်တော်အခွင့်အရေးရရင်တော့ကျွန်တော်အကောင်းဆုံးအခွင့်အရေးကိုအာမိရဆုပ်ကိုင်းမယ်အဲ့လိုမျိုးကိုသိမယ်ဒါပေမဲ့ ကျွန်တော်တို့ကအသိဉာဏ်မှုရေးကြည့်တာပေါ့နော်ကိုရဖို့အတွက်ကကျွန်တော်တို့အရေးမကြီးဘူးဒါကျွန်တော်ဒီမှာမှမဟုတ်ပါဘူးကျွန်တော်ဘောလုံးစပြီးတော့ကျွန်တော်တော်တော်များများစသတိရတယ်အဲ့လိုမျိုးပဲအင်တာဗျူးတွေဖြစ်ရင်ကျွန်တော်ကကိုသွင်းရတာကိုခံနေရတာပူကြိုက်တယ်ပြီးတော့ကျွန်တော်အသိဉာဏ်ရင်ဘယ်သူပဲကိုသွင်းရင်ကျွန်တော်ကျင်းတတ်တယ်ကျွန်တော်နိုင်ရတဲ့အတွက်တော့တာဝန်ကြီးတယ်လို့ပြောလို့ရတယ်လို့ပြိတ္တတွေလည်းတာဝန်ကြီးလို့ကျွန်တော်လည်းနိုင်ရတာ အမ်လို့အမ်ရတော့မဖြစ်ပါဘူးနော်အမ်လို့အမ်ရမဖြစ်ဘူးဆိုတာကခုနကပြောဒါကတော့ဘောလုံးကဖြစ်မှာပဲကျွန်တော်တို့ကမဟုတ်ဒီကဘာမှာရွန်ဒိုတို့မက်ဆီတို့တို့လည်းအဲ့လိုမျိုးအခွင့်အရေးရတဲ့ခါရန်လည်းလွဲချော်တာရှိရပနလီဘာကြီးကလွဲချော်တာရှိရဒါဖြစ်တတ်တဲ့သဘောတရားပါအဲ့တော့တိတ်ပြီးတော့အမ်လို့အမ်ရတော့မရှိပါဘူးဒါပေမဲ့ကျွန်တော်နောက်ပွဲမှာတော့ခုနကပြောသပဲဟိုဘယ်လိုမျိုးတေချာအဆုံးသတ်မလဲဆိုတော့တင်ယူရမှာပေါ့နော်တင်ယူပြီးတော့ကျူးစမ်းမှာ